ထူးခြားတဲ့အချုပ်သမားလေးအေရွန်တခါတော့ကဇာပိုရီးယားလို့ခေါ်တဲ့နိုင်ငံတနိုင်ငံရှိခဲ့ပါတယ်။အဲ့ဒီနိုင်ငံမှာအယောင်အသွေးတွေဟာဝိစင်ဖို့တက်တက်မဟုတ်ပဲပိုင်ဆိုင်မှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်။မြို့ရဲ့အထက်ပိုင်းကမူးမက်မျိုးနွယ်တွေဟာအယောင်သွေးစုံလင်တဲ့အထယ်တွေကို ပိုင်ဆိုင်ခွင့်ရှိပြီးအဲ့ဒါကို သူတို့ရဲ့ဂုံဘုံနဲ့အစဉ်အတန်ဖြစ်ပြသခဲ့ကြပါတယ်။ အာနာရှိတဲ့သူတွေဟာအယောင်သွေးပိုဆုံးတဲ့အဝတ်တွေကိုဝယ်ဆင်နိုင်ပါတယ်။လူနာကာလာရဲ့ပွဲမှာလေဒီဘော့ရဲ့ဝတ်ဆုံကိုတွေ့လိုက်တယ်။သူ့ပိုးရယ်တွေကအယောင်မိန်နေတယ်။တုံးမိသားစုရဲ့ဩဇာအာဏာကြီးကြာစင်းနေတာရှင်းနေတာပဲလေ။တုံးဝတ်တွေဇာပေါ်ရီးယားမြို့အောက်ပိုင်းကလိုမိခိုးရောင်ဖြစ်မပြောင်းခင်မှာမဟာမိတ်ဖွဲ့ကိုစဉ်းစားတဲ့လေ။ဇာပေါ်ရီးယားမြို့အောက်ပိုင်းမှာတော့အယောင်သွေးဝတ်ဆင်ခွင့်ကိုဓာမြစ်ထားပါတယ်။ အဝါရောင်ပဝါလေးတစ်ထည်ဝင်မိတာနဲ့ထောင်ချနိုင်ပါတယ်။ဒါပါလေ။ကျေးဇူးပြုပြီးဒါကသမီးလေးရဲ့အယုတ်အတွက်ပါလို့ပြောတဲ့အခါမှာတော့ဒါကတရားမဝင်ပစ္စည်းပဲ။နှစ်ပတ်စာလိုအပ်ကပေးရမယ်။မဟုတ်ရင်ထောင်ထဲမှာငါးဘက်နေရမယ်လို့အဆောင်တွေကပြောဆိုကြပါတယ်။အေရွန်းလို့ခေါ်တဲ့အချုပ်သမားလေးတယောက်ဟာမုမဲမျိုးနွယ်ရီသားဝစ်စင်ခွင်ရှိတဲ့အယောင်သွေးစုံတဲ့အထယ်တွေကိုဖန်တီးခြင်းခဲ့ပါတယ်။တုံးမရဲ့ပုံစွဲစာအုပ်ထဲမှာ လှပတဲ့ဒီဇိုင်းတွေအများကြီးရှိပေမဲ့သူမချုပ်လုပ်ခွင့်မရှိပါဘူး။အဲ့ဒီအချိန်မှာပဲအေရုံရဲ့တငယ်ချင်းရောက်လာပြီးမြို့အထက်ပိုင်းကအယောင်ပါတဲ့ပိုးစားတစ်ခုကိုယူလာပေးခဲ့ပါတယ်။အေရုံဟာမြို့အထက်ပိုင်းကစွန့်ပစ်ထားတဲ့ပိုးစားတွေကိုယူပြီးသူမရဲ့ theory တွေကိုစမ်းသပ်ဖို့စိတ်ကူရခဲ့ပါတယ်။အေရုံအယောင်ချီတမင်လေးလွတ်သွားရင်တော့တို့ဒီနေရာကိုပိတ်ပစ်လိုက်မယ်။ ငါတို့မြင်မြင်ချုပ်ရမှာပေါ့လို့သူမကပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့အခန်းဘီကစစ်မှုရန်တရားဖျက်ဆောင်သွားပါတယ်။ခေါင်းကုန်ထားကြပါကောင်မလေးတို့လို့သူတို့ရဲ့ဆရာက ပြောလိုက်ပါတယ်။သူတို့ဘာလို့အယောင်ဝတ်တာကိုဒီလောက်ကြောက်နေကြတာလဲ။ဒါကကြောက်တာမဟုတ်ဘူးကလေးမထိန်းချုပ်တာပါလို့သူမရဲ့ဆရာက ပြန်ဖြေလိုက်ပါတယ်။အာနာရှိသူတွေကတိမ်မွေးတဲ့အာယုံခံစားမှုရှိသူတွေဒါအယောင်ဝတ်စင်မှုထိုက်တန်တယ်လို့ပြောခဲ့ကြတယ်။ ရိုးရှင်းတဲ့စိတ်တွေကအယောင်ဝိစင်ကြီးရဲ့စိတ်ရှုပ်ထွေးခံစားမှုကိုနားမလည်နိုင်ဘူးတဲ့အေရွန်ဟာစိတ်ယုံသားရတဲ့အထည်အပိုင်းစားတွေကိုတုံပြီးသုံးဖက်လုံးမအိတ်တန်းလည်လာခဲ့ပါတယ်။သူမတည်းရဲ့အထည်ပညာရက်တွေအလုံးကိုဒီပိစားကစန့်ကျင်နေခဲ့ပါတယ်။ဒါက program လုပ်ထားတာမဟုတ်ပါဘူး။တနည်းနည်းနဲ့အသက်ဝင်နေတာ။အပင်နဲ့တရိတ်ဆန်တွေလိုအသက်ဝင်တာမဟုတ်ပေမယ့် ခံစားချက်တွေလိုအသက်ဝင်နေတာလို့အေရွန်ကယူဆလိုက်ပါတယ်။ဒုံမာဟာနောက်ဆုံးမှာတော့ empathic cell လို့ခေါ်တဲ့စာနာမှုပိုးတဲ့ပိစာကိုတည်ထွင်နိုင်ခဲ့ပါတယ်။ဒီပိစာဟာဝိစင်သူရဲ့စိတ်ခံစားချက်တွေကိုတုံ့ပြန်ပြီးအယောင်ပြောင်းလဲနိုင်ပါတယ်။ဒီပိစာကတော့ချမ်းသာတဲ့လူရန်စားကိုမှမဟုတ်ဘဲဘယ်လူရန်စားမျိုးရဲ့ခံစားချက်ကိုမဆိုးတုံ့ပြန်ပေးပါတယ်။ အယောင်ဆိုတာလူတိုင်းရဲ့မွေးရာပါအခွင့်အရေးပဲတုံမရဲ့တငယ်ချင်းလေရာကဒီပိဿာကိုစံကြည့်တဲ့အခါမှာတော့နှွေးထွေးတယ်တယောက်ယောက်ကပွက်ဖက်ထားတယ်လို့ပဲမင်းရဲ့ခံစားချက်တွေကိုပြနေတာလေဒါကစိတ်ခံစားချက်အတိုင်းကိုပြောင်းလဲပေးတယ်လို့အေရုံကရှင်းပြလိုက်ပါတယ်လေရာကတော့ကျမတသက်လုံးကျမတို့လူလူတွေအတွက်အယောင်ဆိုတာမရှိဘူးလို့ပြောခံခဲ့ရတာအေရုံဒီထဲကအတိအကျဘာလို့ပေးနိုင်လဲဒီပိဿာဟာ လူတွေရဲ့အတွင်းစိတ်ကိုဖော်ပြပေးနိုင်တာကြောင့်တယောက်ယောက်ကမာနာကြီးတာမုန်းတီးတာကိုခံစားရမယ်ဆိုရင်ဒီပိဿာကိုဝစ်တဲ့အခါသိကယူဆိုင်ရလိမ့်မယ်။လီရာကတော့ငါတို့အယောင်တွေကိုလူတိုင်းပိုင်ဆိုင်နိုင်မှုတော်လှန်ကြမယ်။အယောင်တော်လှန်ရေးဟာကြီးကျယ်ခံထားတဲ့လှုပ်ဆောင်မှုတွေနဲ့မစတင်ပေတင်းငယ်တဲ့လျော်ဝဲချက်တွေနဲ့စတင်ခဲ့ပါတယ်။မျိုးဆက်ပေါင်းများစွာအတွင်မှာ ပထမဆုံးအကြိမ်ဖြစ်ဇာပေါ်ရီးယားမြို့အောက်ပိုင်းကလူတွေဟာအယောင်တွေကိုသူတို့နဲ့အတူစောင့်ထားနိုင်ခဲ့ပါတယ်။ဒါဟာဂုံအစင်တန်းရဲ့တစိတ်တခုမဟုတ်ဘဲသူတို့အတွင်းစိတ်မှာအမြင့်ရှိနေခဲ့တဲ့အရာတွေကိုထင်ဟပ်စေပါတယ်။အယောင်တွေက တိမ်မွေ့ပေမဲ့သူတို့ကိုမျောလင်းချက်ပေးဖို့လုံလောက်ခဲ့ပါတယ်။ဒီအယောင်ပါတဲ့အထယ်တွေကဘာလို့ပေးလဲဆိုတာမင်းနားမလဲဘူး။ အတန်းထဲမှာစကားတခုံးမှမပြောဘူးတဲ့ကောင်းလေးတယောက်ကိုမင်းရဲ့အထင်နဲ့စအုံးမတ်တဲ့အမတ်အသားလေးလှုပ်ပေးလိုက်တယ်။မင်းကတော့သူ့ပထမဦးဆုံးအချိန်လက်ထောင်ခဲ့တယ်လို့အေးရုံကိုလာပြောကြပါတယ်။လူတွေကပန်းရည်ရင်နှံ့ကိုဆွဲဆောင်ခံရတဲ့လက်ပြာတွေလိုပဲကျွန်တော်ရဲ့ဆိုင်ထဲမှာဝဲနေကြတယ်။လူတွေကဒီပစ္စည်းတွေဘယ်ကရတယ်လဲဆိုတာသိကျင်နေကြတယ်လို့နောက်တစ်ယောက်ကလည်းပြောပြပါဗျာ။အေရွန်ကတော့မဖြစ်သေးဘူး။ မြို့ထက်ပိုင်းကငါတို့ဘာလုပ်နေလဲဆိုတာကို သိသွားရင် မလွယ်ဘူးလို့ပြောပြီးစိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့လီရာကတော့ဒါကမလုံလောက်သေးဘူးအေရွန်။မူမက်တွေကငါတို့ကိုဒီလိုလောက်ခွင့်ပေးမှာမဟုတ်ဘူး။ငါတို့ပို့ပြီးတော့လိမ်မာလျှုပ်ဝဲရမယ်။ဒါကပိုအန်ဒီယံများတဲ့အလုပ်ပဲ။ဒါကတန်ဖိုးရှိတာမဟုတ်ဘူးလားလို့အေရွန်ကပြန်ပြောလိုက်ပါတယ်။မင်းသားဒါရီယပ်စ်ဟာတခြားမင်းမျိုးမင်းနွယ်တွေနဲ့မတူပါဘူး။တား မင်းကောင်းစီအစည်းအဝေးကိုထက်လွတ်သွားပြန်ပြီ။ဇာပိုရီးယားမြို့အောက်ပိုင်းတွေပြစ်ဒဏ်ပေးမယ့်အစီအမံတွေအကြောင်းကိုနောက်ထပ်ဆွေးနွေးနေတာလို့သူရဲ့ဖခင်က ပြောပါတယ်။မြို့အောက်ပိုင်းကဝစ်စုံတွေမှာ empathy စစ်လို့စိတ်ခံစားချက်ကိုတုံ့ပြန်တဲ့တရားမဝင်အယောင်တွေတွေ့နေရတယ်လို့သတင်းရတယ်။ဒါမဖြစ်နိုင်ဘူးလို့မင်းသား Darius ကပြောတဲ့အခါမဖြစ်နိုင်ဘူးမဟုတ်ဘူးထင်တယ်။ Lady Ainso ကအယောင်စစ်ဆေးမှုတွေကိုကြာပန်းပြုတ်လုပ်ချင်နေတယ်။မင်းသား Darius ကတော့ဘာအတွက်လဲ လူတွေကိုခန်းစားချက်တွေအပြစ်ပေးဖို့လားလို့ဒေါသတကြီးမေးလိုက်ပါတယ်။အရှင်မင်းကြီးမြို့အောက်ပိုင်းကဒီအထယ်တွေကိုရသွားရင်လူမှုစနစ်တကူလုံးပျက်စီးစေနိုင်တယ်လို့အချံပေးကတတိပေးလိုက်ပါတယ်။မင်းသားဒါရီယက်စ်ကတော့လူမှုစနစ်လားပျက်စီးအောင်လုပ်တင်တာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ဘယင်ကြီးကတော့မင်းသားဒါရီယက်စ်ကိုဂယုဆိုင်ပါသားလို့ပြောလိုက်ပါတယ်။မတို့ကဘာလို့အယံဝိစင်မို့ထိုက်တန်တာလဲလို့သူတို့မေးခွန်းထုတ်လာခဲ့ရင်ရော မတူညီတဲ့အခြေအနေကြောင့်ဆိုတာသူတို့နားလည်ရမှာကိုလက်ခံရမယ်။ငါတို့အားလုံးလည်းလက်ခံရမယ်လို့သူ့ရဲ့ဖခင်ကပြောလိုက်ပါတယ်။အင်းသားဒါရီယက်ကတော့ဒီစိတ်ခံစားမှုဆိုင်ရာအထယ်တွေကိုကိုယ်တိုင်ကြည့်ဖို့အချိန်ကျပြီထင်တယ်။လေဒီအိုင်ဆိုကမြို့အောက်ပိုင်းကဇာပိုရီးယားပြည်သူတွေကိုစုဝေးစေခဲ့ပါတယ်။ဇာပိုရီးယားဟာစီကန်းပေါ်မှာရှင်သန်နေတာ။စီကန်းဆိုတာရိုးရာဒလေပေါ်မှာရှင်သန်တာ။မင်းတို့ရဲ့တော်ဝင်ဖက်ရှင်ဝင်ကြီးအနေနဲ့ຫນွေဥပွဲတော်ကိုကျင်းပမယ်။ အယောင်တော်လန်ကြီးဟာတန့်စင်ပြီးတိတ်ဆိတ်တဲ့ပုံကံမှုတစ်ခုဖြစ်လို့ဇာပေါ်ရီးယားပြည်သူတွေကတော့ကြောက်ရွံ့မှုတွေကြီးစိုးလာခဲ့ပါတယ်။ငါစောကပြောခဲ့တယ်လို့ပဲဇာပေါ်ရီးယားမှာစီကန်းကိုထိမ့်သိမ်းရမယ်။သူတို့ကိုဂုချက်ချင်းရှာဖွေကြစမ်း။အဲဒီလိုပြောပြတာနဲ့လီဒီအိုင်ဆိုရဲ့နေနေမှုတွေကိုစတင်ခဲ့ပါတယ်။မင်းမှုရန်တွေဟာမင်းသားကိုဘယ်ကားရတာလဲလို့မေးရင်လူတွေကိုစစ်စစ်ဖန်ဆီးပါတယ်။ ိုးတောင်းပန်ပါတယ်ကျေးဇူးပြုပြီးဒါကျမကမဟုတ်ပါဘူးလို့တောင်းပန်နေတဲ့သူတွေလည်းရှိပါတယ်နောက်ဆုံးတော့ကျွန်တော်တို့နာမည်တခုသိရပါပြီဝင်ကြီးတရခန်ကတော့အချုပ်သမားလေးအေရုံမှာကောင်းပြီသူမကိုဒီကိုခေါ်လာခဲ့လို့လေဒီအိုင်ဆိုကအမိန်ပေးလိုက်ပါတယ်မင်းသားဒါရီယက်ဟာစင်းရဲသားဟန်ဆောင်ပြီးမြို့ရဲ့အောက်ပိုင်းမှာလှဲ့လေသွားလာနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခရာမုတ်တန်တဲ့အတူ အေရုံကိုဖန်စီဖို့စစ်မှုရန်တွေရောက်လာတာကိုသိလိုက်ရပါတယ်။ငါတို့ရက်တင်ပြီ။ဒါကအဝိတ္တကိစ္စတက်တက်မဟုတ်တော့ဘူး။စစ်ပွဲတစ်ခုလိုဖြစ်နေပြီ။ပြောနေတော့မှာပဲ။စစ်မှုရန်တွေရောက်လာတော့အေရုံရဲ့ဆရာကငါတို့ဘာမှလို့လဲလို့မေးလိုက်ပါတယ်။စစ်သားတွေကဆရာကိုတွန်းထုတ်လိုက်တော့အယောင်ပါတဲ့အဝိတ္တတာဘောကိုလဲကြသွားပါတယ်။ ။အေရွန်ကတုံမရဲ့လက်ဆွဲအိတ်လေးကိုယူပြီးအပြင်ကိုထွက်ပြေးသွားခဲ့ပါတယ်။အပြင်ကိုရောက်တော့မင်းသားဒါရီယက်နဲ့တိုင်မိပြီးအယောင်ပါတဲ့ပိတ်စာတွေဟာမြေကြီးပေါ်မှာပြန်ကျဲသွားတော့အေရွန်ကပိတ်စာတွေကိုဖွင့်လိုက်ပါတယ်။ရှင်ဘာမှမတွေ့ဘူးလို့ပြောပြီးအေရွန်ကထွက်ပြေးသွားပါတော့တယ်။ဒါအယောင်ပါတဲ့ပိတ်စာတွေပဲ။မင်းဘလို့လောက်ခဲ့တာလဲလို့မေးပေမဲ့လှည့်မကြည့်တော့ပါဘူးအဲ့ဒီအချိန်မှပဲ စစ်မှုရန်တွေနဲ့တွေ့ပြီးအေရွန်ရောမင်းသားတာရီယက်ကိုပါဖမ်းဆီးခံလိုက်ရပါတယ်။နှစ်ယောက်စလုံးကို ထောင်ထဲမှာဖမ်းချုပ်ထားလိုက်ပါတယ်။မင်းသားတာရီယက်ကငါ့ရဲ့ဖော်ကအချုပ်သမဖြစ်လိမ့်မယ်လို့မျှော်လင့်မထားဘူး။ကျမရဲ့ဖော်ကလည်းရာဇဝင်မင်းသားဖြစ်လိမ့်မယ်လို့မျှော်လင့်မထားဘူးလို့အေရွန်ကပြန်ပြောလိုက်ပါတယ်။မင်းကဘာကြောင့်ငါ့ကိုမင်းသားလို့ထင်ရတာလဲ။ရှင်ငင်းမနေပါနဲ့။မင်းမျိုးမင်းနွယ်တွေကကြောက်စရာကောင်းတဲ့လူလိမ့်တွေပဲ။ ်မင်းကဘာမှုနဲ့ဒီခန်းလေးကိုရောက်နေတာလဲဘာမှုလဲဟုတ်လားဖက်ရှင်ရာဆွေးမှုပဲအယောင်နေအတွက်နဲ့ဘာကြောင့်ဒီလောက်စွန့်စားရတာလဲရှင်ရောဘာကြောင့်ဇာပိုရီယာအောက်ပိုင်းကိုခုံးဝင်လာရတာလဲတို့မတို့စကားပြောနေတော့မှာပဲစစ်မှုရန်တွေရောက်လာပြီးအေရုံကိုခေါ်သွားခဲ့ပါတယ်လေဒီအိုင်ဆိုကတို့မကိုຫນွေဦးပွဲတော်မှာဝစ်စင်ဖို့အတွက်အလားဆုံးအင်ကြီးတွေချုပ်ပေးရမယ် မဟုတ်ရင်မင်းရဲ့တငယ်ချင်းနဲ့ဆရာကိုနာကျင်အောင်လုပ်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။အေရွန်လည်းသူမရဲ့စကားကိုလက်ခံပြီးအလားဆုံးဝင်းဆောင်တွေကိုချုပ်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မင်းသားဒါရီယပ်စ်ကအစီအကံတွေကိုလွှတ်ပြီးအေရွန်ကိုခေါ်ခိုင်းလိုက်ပါတယ်။ကျွန်တော်တို့စကားပြောနေတာရပ်သွားခဲ့တာစိုးလိုက်တာ။ကဲခုဘာလုပ်ကြမလဲ။ဥပဒေတွေကအကြောင်းရှိလို့ရှိနေတာလို့ကျမကိုပြောအောင်မလား။မဟုတ်ဘူး။မင်းမှန်ပါတယ်။ ဒါမတရားဘူးအယောင်ဥပဒေတွေကထိန်းချုပ်ဖို့အတွက်တည်ဆောက်တာရာရိုးရာဒလေတွေအတွက်မဟုတ်ဘူးလို့မင်းသားတာရီယက်စ်က ပြန်ပြေလိုက်ပါတယ်။ဒါဆိုရင်ကျမကိုအဆုံးသတ်ဖို့ကူညီပါလို့အေရွန်ကပြန်ပြောလိုက်ပါတယ်။ Empathic စနစ်လုပ်ထားတဲ့ဝတ်ဆောင်ကိုအေရွန်ကမင်းသားတာရီယက်စ်ကိုပြခဲ့ပါတယ်။မင်းရဲ့လက်ရာတွေကို ကြားဖို့ပါတယ်။ထူးခြားတယ်။ရှင်ကျမကို တိုင်ကြားတော့မလား။အဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့မင်းသားတာရီယက်စ်က မဟုတ်ဘူးအေရွန်မင်းငါကိုယုံကြည်လို့ရပါတယ်ဒေလွန်နဲ့ပဲအေရွန်နဲ့မင်းသားဒါရီယက်စ်တို့ဟာမဟာမိတ်တစ်ခုဖြစ်သွားခဲ့ပါတယ်အေရွန်အင်ကြီးတွေခြုံနေတဲ့အချိန်မှာပဲလီရာကခိုးကြောင်ခိုးဝဲနဲ့ရောက်လာပြီးအေရွန်ဇာပိုရီးယားမြို့အောက်ပိုင်းတလွာလုံးပွဲတော်အတွက်ဆန္ဒပြဖို့စီစဉ်နေကြတယ်ဘာမဟုတ်ဘူးလီရာအဆောင်တွေက သူတို့ကိုတတ်လိုက်မယ်ငါတို့တားရမယ်ငါမှအစီအစဉ်ရှိတယ်ပွဲတော်ညမှာ အေရွန်ဟာအဖက်တစ်ဆက်နဲ့ချုပ်ထားတဲ့အဖြူရောင်ဝယ်စုံကိုမင်းသားဒါရီယက်ရဲ့ညီမမင်းသမီးလာရာစီကို ပို့ပေးခဲ့ပါတယ်။မင်းသမီးလာရာဟာဒီဝယ်စုံရဲ့စစ်မှန်တဲ့သဘောတဘာဝကိုမသိခဲ့ပါဘူး။မင်းသမီးလေးညစာစားပွဲအတွက်ဝယ်စုံရောက်ပါပြီ။မင်းသမီးလေးလာရာကဒီလိုဝယ်စုံမျိုးကိုတခါမှမမြင်ဘူးလို့ပြောလိုက်ပါတယ်။နန်းတော်တွေကအမှုရမ်းတွေနဲ့အစီကံတွေဟာ အရွန်ချုပ်ပေးထားတဲ့လှပတဲ့အဝိဇုံလေးနဲ့ပွဲတော်ကိုချီတက်လာကြပါတယ်။အစီအစဉ်တင်ဆက်တော့ကဇာပိုရီးယားရဲ့မင်းသမီးလာရာကြွချီတော်မူလာပါပြီလို့ကြေညာလိုက်ပါတယ်။မင်းသမီးလာရာဟာမိဖုရေသားရောင်စုံအောက်ကိုလှမ်းလိုက်တာနဲ့တူမရဲ့တော်ဝင်အဖြူရောင်ဝိဇုံဟာစိတ်ခံစားချက်အလိုက်အယောင်ပြောင်းလဲလာခဲ့ပါတယ်။ကျင်နာမှုရဲ့အပြာနုရောင်နဲ့ရွှေရောင်တွေ ပြီးတော့စာနာမှုရဲ့ခရမ်းရောင်ရင်းရင်းနေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါဟာပါလေထူးဆန်းလိုက်တာလို့မူးမက်တွေကအံ့ဩစွာမေးကြပါတယ်။မင်းသမီးလာရာကတော့ကျမတက်တလုံးကျမဘာတူလဲဆိုတာကိုဖုံးကွယ်ခဲ့ရတယ်။ဇာပေါ်ရီးယားရဲ့ဥပဒေတွေကိုတခါမှသဘောမတူခဲ့ဘူး။ကျမရဲ့ကိုဒါရီးယပ်စ်ကလည်းသဘောမတူဘူးလို့ရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်။အဆောင်လေ ဒီအချောက်သမားကိုဖမ်းလိုက်သူမင်းသမီးကိုမှော်တက်နဲ့ညှို့ထားတယ်လို့လေရီအိုင်ဆိုကဩလိုက်ပါတယ်။ဒါပေမဲ့မင်းသမီးလာရာကဒါကကျမပါပဲ။ဒါကကျမရဲ့စိတ်မှန်တဲ့အယောင်တွေပဲလို့ပြန်ပြောလိုက်ပါတယ်။ဒါရီရဲ့ဆင်းလာခဲ့လို့သူ့အဖေကပြောပြီးမယ်။မင်းသားဒါရီယက်ကမဟုတ်ဘူး။ဒီဟန်ဆောင်မှုတွေကိုကျွန်တော်တကယ်စိတ်ကုန်နေပြီ။ခမားတို့အားလုံးဘယ်လောက်အနှစ်သာရမဲ့နေလဲဆိုတာကိုမမြင်နိုင်ကြဘူးလားလို့ပြန်ဩလိုက်ပါတယ်။ဒါကပြည့်ရယ်ပဲ။ ဒီအထက်ဒီအမော်တက်ပညာကအန်ဒီယားရှိတဲ့စိတ်ထိန်ချုံမှုပဲလို့လေရီအိုင်ဆိုကပြောပါတယ်စိတ်ထိန်ချုံမှုလားဓမ္မမဟုတ်အမှန်တရားလားလို့မင်းသားဒါရီယပ်စ်က ပြန်မေးလိုက်ပါတယ်မင်းကအချုပ်တမတယောက်ကိုရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့စီကန်းတွေကိုဖြိုဖျက်ခွင့်ပေးတော့မလို့လားလို့လေရီအိုင်ဆိုကမေးတဲ့အခါစီကန်းလားဓမ္မမဟုတ်ထိတ်ချုံမှုလားလို့မင်းသားဒါရီယပ်စ်ကပြန်မေးပါတယ် ချမ်းသာတဲ့လူရန်စားတွေကမင်းတို့ရဲ့ဘဝတသက်တာလုံးကိုမင်းတို့ရဲ့ဘွယ်ထူးဂုံထူးတွေကပို့ထူးကြစေတယ်လို့ဟန်ဆောင်ပြီးနေခဲ့ကြတယ်။ဒါပေမဲ့ဒီထယ်တွေကတော့မင်းတို့ကိုပြောင်းလဲမပေးဘူး။မင်းတို့ဘသူလဲဆိုတာကိုပဲဖော်ပြပေးတယ်။မင်းတို့ဖုံးခွဲစရာမရှိဘူးဆိုရင်ကြောက်စရာမလိုဘူးလို့အေရွန်ကစိန်ခေါ်လိုက်ပါတယ်။ဒါဆိုတက်တည်ပြလို့လေရီအိုင်ဆိုကပြောပြီးသူမရဲ့ empathetic စိတ်ဝတ်ဆောင်ကို ဝင်လိုက်ပါတယ်။ ဒါပေမဲ့ဝိစုံကမိခိုးရောင်အတိုင်းပဲရှိနေပြီးအသက်မဲ့နေခဲ့ပါတယ်။ဘာလို့မပြောင်းလဲတာလဲလို့လေဒီအိုင်ဆိုကမဲတဲ့အခါမင်းသားဒါရီယက်စ်ကမင်းတို့မှာပြစရာခံစားချက်ဘာမှမရှိလို့ပဲလို့ပြန်ဖြေလိုက်ပါတယ်။ဒီလိုနဲ့လေဒီအိုင်ဆိုရဲ့အမှန်တရားတွေဟာပေါ်ပေါက်ကုန်မာတော့တယ်။ဒါပိုရီးယားပြည်သူတို့အားလုံးရက်ကြနှစ်ပေါင်းများစွာအယောင်တွေကိုအခွင့်အရေးတွေကသာပိုင်ဆိုင်တယ်လို့မင်းတို့ကပြောခဲ့ကြတယ်။ ဒါပေမဲ့ဒီညမှာကျမအဲ့ဒီဥပဒေကိုအဆုံးသတ်မယ်။အယောင်တွေဟာမင်းတို့အားလုံးပိုင်တဲ့ဇာပိုရီးယားလို့မင်းသမီးလာရာကပြောလိုက်ပါတယ်။လူအများကလည်းလက်ခုပ်တီးပြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပါတယ်။ရိုးရာဒလေးကို ထိမ့်သိမ့်မှာမင်းသမီးလို့အကြံပေးတယောက်ကပြောတဲ့အခါရိုးရံဒလေးဟာသူ့အောက်မှာရှိတဲ့သူတွေကိုဖိနှိပ်နေထိမ့်သိမ့်မှုမထိုက်တန်ဘူးလို့မင်းသမီးလာရာကပြန်ဖြေလိုက်ပါတယ်။အေရုံကငါတို့အနိုင်ရသွားပြီတဲ့လို့ပြောလိုက်ပါတယ်။ အစင်းနှင်းဖြစ်ပြီလားဆရာမင်းမဲဥဆောင်လိုက်ပါအေရွန်ငါသက်65နှစ်ရှိပြီတခါမှဒီလိုအယောင်ပါတဲ့အဝတ်အစားတွေဝေးရလိမ့်မယ်လို့မတွေးခဲ့ဘူးအေရွန်ဟာတော်ဝင်အချုပ်အကယ်ဒမီကျောင်းတစ်ခုကိုတည်ထောင်ခဲ့ပြီးအရင်ချင်းရှိတဲ့သူတိုင်းကိုအချုပ်ပညာသင်ယူစေခဲ့ပါတယ်ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့စစ်မှန်တဲ့အယောင်တွေကိုပြသပေးခဲ့တဲ့အမျိုးသမီးကပဲဂုံပြူဖွင့်လှစ်တဲ့နယ်လို့မင်းသား Darius ကပြောလိုက်ပါတယ်။ အယောင်တွေဟာယာရုကိုကိုစားပြုဖို့တခါမှမရှိခဲ့ပါဘူး။တအူးချင်းစီရဲ့ရွေးချယ်မှုကိုသာကိုစားပြုခဲ့တာပါလို့အေရွန်ကပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဇာပိုရီးယားနိုင်ငံတခွင်လုံးဟာအယောင်တွေကို လူသားအားလုံးပိုင်ဆိုင်ခွင့်ရှိပြီး သူတို့အားလုံးကလည်းတသေးလုံးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။